မိခင်ဖြစ်သူကွယ်လွန်တဲ့နေ့မှာပဲအလောက်ကိုင်းမပြန် post တွေတင်နေခဲ့တာကြောင့်ပြည်သက်တွေရဲ့အထင်လွဲဝေဖန်ခြင်းကိုခံနေရတဲ့တရုတ်ဆောင်ရီရီပွင့်ဖြူမင်္ဂလာပါပြည်သက်ကြီးရင်တရုတ်ဆောင်ရီရီပွင့်ဖြူကတော့ဇပုဆိုင်ရန်တရားအနေနဲ့အနုပညာလောကမှာရှမ်းရှမ်းထအောင်မြင်ခဲ့သူတရားမဟုတ်ပေမယ့်ခင်မွန်ဖြစ်သူစိန်ဖြိုးလိုက်နဲ့တွေ့ပြီးလက်ထပ်ပြီးနောက်ပိုင်းမှာတော့ travel blogger တယောက်အနေနဲ့ရော personal blogger တယောက်အနေနဲ့ပါရက်တီလာခဲ့ပြီးအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။မနေ့ကညနေ6:00ခန့်အချိန်မှာတော့ တရုတ်ဆောင်ရီပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းဟာတိုက်ခန်းမှာတယောက်တည်းနေထိုင်စဉ်အတွင်းကွယ်လွန်သွားခဲ့တာဖြစ်ကြောင်းဒေါခင်တန်ဝင်းရဲ့အိမ်ကြီးချင်းအမျိုးသမီးတယောက်ရဲ့ပြောပြချက်အရလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်ရီရီပွင့်ဖြူကသူမရဲ့ personal account ကနေမိခင်ဖြစ်သူကွယ်လွန်သွားခဲ့တာဟုတ်မှန်တယ်ဆိုတဲ့အကြောင်းအတည်ပြုလာခဲ့တာလည်းဖြစ်ပါတယ်မိခင်ဖြစ်သူဒေါခင်တန်ဝင်းကွယ်လွန်သွားတဲ့တဲ့နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပြီးနိုင်ပိုင်းအတွင်းမှာပဲစိန်ဖြူလိုက်နေရီရီပွင့်ဖြူတို့ရဲ့ ိန်ဖြူအန်ယီယီ page ကနေပုံမှန်အလုံးလုံးနေတဲ့အတိုင်းပဲ post တင်လာခဲ့တာ ဖြစ်ပါတယ်။ထို့အချိန်မှာတော့ပရိသတ်တွေကယီယီဖွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်းဝင်းကွယ်လွန်နေဆိုတာအမှန်တကယ်ဟုတ်မဟုတ်ဝေဝါးနေတဲ့အချိန်အတွင်းမှာပဲအလုံးနဲ့ပတ်သက်တဲ့ video file တွေလည်းတက်လာခဲ့တာကြောင့်ယီယီဖွင့်ဖြူအပေါ်မှာနားလည်မှုလွဲတဲ့ဝေဖန်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တယောက်ကအလုပ်ဆိုတာကဘယ်အချိန်လုံးလုံးလုံးလို့ရပါ့မယ်။မိဘကတော့အစားပြန်မရတော့ပါဘူး။ မဖြစ်မနေတင်ရအောင်လေလုပ်ငန်းအပ်တဲ့သူတွေကနားရေးမှမတင်လို့လဲနားမလည်ပေးနိုင်လောက်တဲ့အထိလူမှုရေးမကောင်းပါလောက်ဘူးတင်ပါတယ်။ကိုရီဆိုရင်တော့မိဘဆုံးရှုံးလို့ခန်းစားရတဲ့အပူကဘာနဲ့မှအစားထိုးလို့မရဘူး။နေတတ်တဲ့သူတွေကတော့ကောင်းပါတယ်ဟုဆိုကပြောဆိုထားတာလည်းဖြစ်ပါတယ်။တချို့သောပြည်သက်တွေကတော့ရည်ရည်ပွင့်ဖြူအနေနဲ့မိခင်ဖြစ်သူဆုံးပါသွားတဲ့အချိန်မှာတော့အလုတ်အကိုင်းမပြတ်လုံနေခဲ့တဲ့ဆိုပြီးတော့ပြောဆိုထားကြတာလည်းဖြစ်ပါတယ်။အမေဆုံးတာတော့ post တင်တာမပြတ်ဘူးနော်။ အမေကိုကြတော့ဆောင်းရှောက်မယ်မရှိဘူးတိုက်ခန်းမှာတယောက်တည်းပြစ်ထားတယ်ဦးစိုးကရီရီပွင့်ဖြူအပေါ်မှာနားလည်မှုလွဲနေကြတာလည်းဖြစ်ပါတယ်အမှန်တကယ်တော့ရီရီပွင့်ဖြူကမိခင်ဖြစ်သူကိုတယောက်တည်းထားရတယ်ဆိုပေမဲ့လိုအပ်တာမှန်သမျှလူလီသေးမရှိ ဖြည့်ဆည်းပေးနေတဲ့သမီးအလိမ်မှာတယောက်လည်းဖြစ်ပါတယ်သွေးတို့ယောဂဆိုတာကတော့အစာအသောက်မှသည်ဖြစ်စီရာသီဥတုကြောင့်ဖြစ်စီအခုလိုရုတ်တရက်ကွဲလွန်တတ်တဲ့အကြောင်းအရာတွေလည်းရှိနေခဲ့တာကြောင့်မိခင်ဖြစ်သူကွဲလွန်သွားတဲ့အပေါ်မှာ သာသမီတယောက်ဖြစ်တဲ့ရီရီဖွံ့ဖြူကတော့ဝမ်းအနည်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ရှင်။